ဟုတ်တယ်ဗီတာမင်တွေရွယ်တူပဲနေလေအဲ့ဒါနင်းပြည့်ပြတ်တယ်ညဆိုလည်းကော်တီညကျရင်ဘက်ကိုဖတ်တာမဟုတ်ဘိုက်ကိုဖတ်ဟုတ်မင်္ဂလာပါရှင်ကိုခဲအဆူလေးတော့เนาะဒီကောင်ကမစားပြပါဘူးပြပေးပါအဲကိုခဲဒါပေါ့เนาะ အာဝါဆိုသင်ငန်းကအလှလေးနဲ့ရှင်ပြူအလှလေးပေါ့နော်အမပါဝင်ရတဲ့အတွက်လို့အားလေးနဲ့ပါဝင်ရတဲ့အတွက်တကယ်ကို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 လည်းဒါဝမ်းတာရဲပီတိဖြစ်တယ်ပြီးတော့ကိုခန့်အတွက်လည်းမြတ်တာပြုခေါ်ပါတယ်လို့ဒါကိုခန့်ဆိုရင်လည်းအလှအလှရေစက်လက်နဲ့မကွာပဲအငြင်းလေးအတူကအငြင်းနဲ့လောက်တယ်ကိုခန့်နဲ့ဆိုရင်ဒါမြတ် 2019လောက်တည်းကနေစပြီးတည်ပြီးတော့အထူတွေလောက်တာပေါ့နော်အရင်တော့ဆိုအထူတွေလည်းတောက်လျှောက်လိုက်တယ်ဒီနောက်ပိုင်းမှမြတ်ไอ้ကလေးလေးရှိလာနဲ့ရောနေထွက်နေရနဲ့မလိုက်မလိုက်ဖြစ်တာပေါ့နော်အခုမှလာပြန်လာပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဟုတ်ဟုတ်အာတကယ်အရန်များတို့လေးစားရပါတယ်ဘာဖြစ်လို့လဲဆိုတော့အမေတစ်ခုသားတစ်ခုအာနေကြပါတော့ပြီးတော့ဟိုဘဘောက်လည်းအရန်စိတ်ချမ်းသာအောင်ထားတယ်အာပြီးတော့ဟိုဘယ်လိုပြောမလဲအဒီတိုက်ရွယ်ထီကိုတယောက်ထဲနေပြီးလူပြိုကြီးတယောက်ထဲနေပြီးတော့ဒါအမေပေါ်ထားတာကြာဒါများတို့လည်းဒါအတူယူရတယ်ပေါ့နော်ဒါများဆိုလည်းအမေချစ်တယ်အဲ ကိုခန့်လို့ဒါအသက်40ကျော်လောက်အထိရော40ကျော်50လောက်အထိကိုမိဘတွေကိုအနားမှာပဲနေပြီးတော့ပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာအောင်ထားနိုင်အောင်လို့ဒါမျိုးကြိုးစားနေပါတယ်။ဒါကိုခန့်အောင်လေးစားရပါတယ်။ဟုတ်။အဲ့ဒါအဖေနဲ့မိနေချင်တာလို့ဖြေရတယ်။ဖြေရတယ်။တူတူပါပဲ။မသေးချင်တိုက်နေပြန်ပြီ။ဟုတ်ဟာအဲ့တော့လိုပြမယ်မင်းနဲ့ကြတော့ ဟိုတငယ်ချင်းလို့နေပြီးတော့မင်းကလည်းဒါအများရဲ့တငယ်ချင်းလို့ရောဒါညီမလို့ရောဒါအများစိတ်ကိုနားလဲပေးတယ်အများစိတ်တဲ့ဘာဖြစ်လဲဆိုတာတိုင်ပင်လို့ရတဲ့လူတယောက်နေနေကြမိမိန်ကလေးကြမိဘကိုမိကိုပိုကတ်ကြပါဘောเนาะအဲဟိုအဖေကြတော့ဒါဟိုနည်းနည်းကြောက်ရတယ်အစကားနာတောက်ရတယ်အဲဒါပေမဲ့ဖေကြတော့လူချင်းတာပူစားလို့ရတယ်ဘောเนาะအဲဒါမဲ့လေအဖေကိုလည်းချစ်ပါတယ်ဖေကြလည်းချစ်တာအောင်အရန်ထုံးမပြတတ်ကြဘူး ဒါသားတွေနဲ့မှထုတ်ပြကြာဆိုငါတို့ကညီမနှစ်ယောက်ဆိုတော့အဖေနဲ့ကဒါပဲလေဖေကဒါဟိုအခုနောက်ပိုင်းတော့လေဒါဟိုညီရောညီမကိုဒါဟောတာပေါင်းပေါင်းပြီးတော့လူစကားတွေပြောလာတယ်အဲ့လိုလေးပြောလာတာဟိုနည်းနည်းအဖေနဲ့လည်းပို့ပြီးတော့ဟိုဟိုငယ်ငယ်ကထားပို့ပြီးချင်းချင်းမိမိဟိုပြောမယ်ခင်တွယ်လာပေါ့နော်အဲဒီအရင်နဲ့ကခြားတော့ခုတည်းကိုမေမေနဲ့ပဲဘဲသွားသွားဘဲလာလာအဲ့လိုဟိုတငယ်ချင်းပေါင်းပေါင်းနေရဆိုတော့လေ အမေကိုပို့ခင်တာလို့ကိုကိုစိတ်ကိုလည်းထင်တာပေါ့နော်အခုနောက်ပိုင်းမှာအော်အဖေနဲ့လည်းဒီလိုဆိုအဖေနဲ့လည်းဒါဘောရာပေါင်းစကားတွေပြောအဲဘာဘလို့ဖြစ်တယ်ဟိုဖြစ်တယ်ဒီဟာဖြစ်တယ်လို့အလားပါတလားပါလေးနဲ့ထိုင်ပြောလို့ရတယ်ပေါ့ဟုတ်ဒီနေ့ပြင်ဆင်နေရအောင်ဒီလိုရအောင်ထိုင်လို့ရအောင်တမျိုးလေးဖြစ်နေတော့အဓိကကကာရိုက်တာတစ်ခုတော့ပေါ့နော်ဒါအများစပြီးတော့နည်းနည်းကာရိုက်တာလေးဝင်အောင်လို့တစ်ချက် try နေရပါတော့။အဲပြီးတော့ဒီ character ကြီးကလည်းမြတ်တော့အရင် challenge ဖြစ်တယ်ဆိုတော့ character ဆိုတော့အဲ့ဒီတော့ကိုမြန်နေနေလေးအကျင်သားရပါအောင်ဒီမှုဆောင်လေးဝကြည့်။အဲပြီးတော့ကိုပုံနေပုံထိုင်ပုံလေးနေနေနေလေးလာနေရပါဟုတ်။လေးလာဟုတ်တယ်တည်ပါတယ်တမ်းပြီးတော့ကြီးရမယ်မနေမို့အများကြီး၆ဝက်ကိုကြီးအောင်လုပ်ရမှာဆိုတော့လေ ဟုတ်အဓိကဦးသေးကြောင်ရောပြီးတော့ဦးသေးမြောက်ပေးထားတဲ့ character အရန် challenge ဖြစ်တယ်ပြီးတော့ညအနေနဲ့လှုပ်သင့်တယ်ပေါ့နော်အဲအဲ့ဒါကြောင့်ပြီးတော့လှုပ်လှုပ်ွက်လည်းရှိတယ်ပြီးတော့လှုပ်လည်းလှုပ်သင့်တယ်တရတေးဥဆောင်တယောက်မှဒီလို character မျိုးလှုပ်ဖူးသင့်တယ်လှုပ်သင့်တယ်ဆိုတာမျိုးကြောင်းတာဒါဦးသေးပြောတာဟုတ်ငယ်လေးတော့ပြီးတော့ကိုမျိုးပေါ့နော်အဲကိုမျိုးအဲမိမျိုးတို့ကနေပြီးတော့ဒါများဒီမိမွေးနဲ့စပြီးပထမဆုံးလှုပ်တာဆိုတော့အားကြောင့်မလက်ခံလိုက်တာပါဟုတ်ကဲ့တော့တခြားဖြစ်လို့ရနေပါ ဟုတ်ထိုက်ရိုက်ပစ်တယ်ဟုတ်ဘလူးစင်းကတော့မရှိဘူးနောက်ပြီးတော့ nice school ကနေပြီးတော့ blue generation ကိုရှိတယ်။အဓိကညောင် nice school ကဟိုစာချုပ်က တကားချင်းတကားချင်းချုပ်ကြာဆိုတော့လေအဲအဲ့လိုကြတော့ညောင်ဟိုအရင်ဟိုပြောပြမယ်ဟိုစီမင်းစီကနေတိတ်မရှိဘူး။အလိုလိုလေးရိုက်လို့ရအဓိကရက်လေးပဲညှိရပါတော့နော်ဒီဘက်ကားနဲ့ဟိုဘက်ကားရက်လေးနည်းနည်းပဲညှိရတယ်။ကျန်တာတော့ကြံ့ကြံ့ပါတခုမှမပြေဘူး။ အဓိကဘာဖြစ်လဲဆိုဟို character တွေကမတူနေဘူးလေဟိုဘက် character နဲ့ဒီဘက် character မတူနေတော့လွတ်လွတ်လပ်လပ်လုံးအဲကိုဟိုနားမလဲတာမသိတာရှင်းမေးလို့ရတယ်ပေါ့နော်အဲ့လိုအဲ့လိုပဲလောက်တာပါဟုတ်ဟုတ်ဟုတ်ကာစင်နာတွေကဘယ်လိုမျိုးဖြစ်ချက်အဲဒီကမြ character ရွေးချယ်ဆိုဒီဒီက main ကြကြမကြကြပေါ့နော်ကိုလောရမဲ့ဇက်ကိုလောရမဲ့အဓိကဇက်ပေါ့နော်ဇလန်းတော့မြအရန်ဖတ်တယ်အရန် အမြအလုံးလုံးအရင်စီစနစ်ကြရတယ်အမြကလည်းစီစနစ်တခြားနဲ့လုံးမှာပဲအမြသဘောကြရပါတော့အဲ့လိုကိုလည်းလက်ခံတာအဲ့လိုပြီးတော့ဟိုဘယ်လိုပြောမလဲအမြအလုံးပေါ်လည်းအဲ respect ပြည့်ထားတယ်အလုံးပေါ်လည်းအမြလေးလေးစားစားနဲ့ဟိုဘယ်လိုပြောမလဲဟိုကိုတက်နိုင်လားအကုန်ပေါ့နော်ဘလောက်ပြင်မပြင်မလုံးလုံးပေးတယ်အဲ့လိုကြတော့အမြကိုအဲ့လိုအဓိကဇလန်းပဲအဓိကဇလန်းတိတ်ချဖတ်တယ်ဇလန်းဖတ်ပြီးတော့မှအမြအမြလောက်ရမယ့် character နေတာ ဇလန်းကြိုက်ပြီးအဓိကအများတို့တေးဥဆောင်နေရစိတ်နဲ့လောက်ရဆိုတော့လေကိုယ်စိတ်ထဲမှာဒီ character ငါတကယ်လုံးရှင်နေတကယ်စိတ်ဖြစ်မာတာဒါများတို့တေးဥဆောင်နေချိန်တိုင်းပို့ပြီးပြီးပြင်မယ်ပို့ပြီးတော့ character ဟိုမိုက်မယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကဲကိုယ်စိတ်ကသဘောကျမနေဘူးဟိုမကြိုက်နေဘူးဆိုရင်ကိုလောက်ရတဲ့ဟာမှာじゃအခက်ခဲတွေဖြစ်လာမယ်လေအဲ့တော့မြဇလန်းရင်ဖတ်တယ်ဇလန်းရင်တောင်းဖတ်ပြီးတော့ quality set လေးကြိုက်တယ်ဆိုရင်သမီးပဲ character လောက်ရမှာလေဒါကုသေးရောဘာလို့မေးလိုက်တော့ character တိရပြီဆိုတော့မှဒါ သဘောကျရယ်ပေါ့နော်အဲဒါဆိုရင် character light ကိုထပ်ပြီးတော့ဇလန်းထပ်ဖတ်တယ်အဲ့ချိန်ပြီးတော့လက်ခံတာပေါ့အဲပြီးတော့ဟိုလိုပြောမယ်ဥဥတဲရလဲဒါအများအရင်တည်းကနေဥတဲနဲ့ဆိုလဲ2019တည်းကစခင်တာအခုမှစရဲဖြစ်တာကေဗီလွဲတာလွဲတာပြောတယ်ပြားစက်မှာပဲစပြီးတော့ပြန်တွဲပြီးတော့အပြင်မှာကြတော့လဲဒါအရန်ခင်နေအဟိုဘွဲတွေတိုင်းတွေ့တယ်ဘယ်မှာဆိုရိုက်တယ်ဒါပေမဲ့ဥတဲရိုက်ပြီးတဲ့ဟာအများအခုမှရိုက်ရတာဥတဲအာ အလစ်ထားလေဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အများအတွက်ပထမဆုံးစပြီးအဲဆုံးသွားမဲ့သူတွေပဲကြားရလေဒါပေမဲ့အများဒီကားထဲမှာအများ character အရာကြတော့အများအနှစ်နဲ့အဲကိုကြီးကြော်ထားအောင်လည်းပဲကြားအများနဲ့အရင်ရှင်းနေပြီးသား close fit ပြီးသားလူကြတော့နည်းနည်းအဆင်ပြေရေပေါ့နော်အရင်ညှိနှိုင်းစရာမလိုတော့ဘူးဒီလူနဲ့ပဲအများအဆုံများတာပေါ့ဟုတ်အနှစ်နဲ့တော့ထားပါတော့ဟုတ် ကိုကိုကိုကြီးချောတောင်းနေရဟုတ်တယ်ရိုက်တာအသိမကွာဘူးဆိုတော့ဟုတ်တယ်ရှက်နော်အဲ့တော့တတ်တကြီးလေးအားကြီးကြာနင့်မရမိန်ကလေးချင်းချင်းလည်းအဆင်ပြေတယ်ညအဲ့စကားလွှဲပြီးပြောတယ်ဟိုအရက်ကအရက်ခိစားဘယ်လိုလာပြောနေကြရအရက်ကအဲ့လောက်ကြီးမပူပါဘူးရှင်ခွင်မီရက်မင်းလေးအနေနဲ့ဆိုရင်ရှင်ခွင်မီရက်ရှင်ခွင်မီမီရက်လည်းရတယ်ဒီဘိုက်မီလည်းရတယ် ဟုတ်တယ်ဗီတာမင်တွေကရွယ်တူပဲနေလေအားလာနည်းနည်းပြတ်တယ်ညဆိုလဲကော်ဒီညကျရင်ဘတ်ကိုဖတ်တာမဟုတ်ဘိုက်ကိုဖတ်အဲအဆင်ပြေပါတယ်ဒါပေမဲ့လည်းရတယ်လေဒါ main ကလေးလေ main ကလေးဆိုတော့ဒါအဲပုလေးနုလေးပဲရရှိနေကြတော့ဟိုလိုပြောင်းတယ်မိနာတွေကိုအားနာနေရမယ်ခဏခဏဖြစ်နေကြတော့မိနာတွေကိုအားနာနေရမယ်ဒါကြတော့ကိုကပုတေးသေးလေးဆိုတော့မိနာတွေကိုအားနာစရာပေါ့ တော့ပါပြီ။နေမှာသွားရရမယ်ကေကိုတက်ကပါပြီ။ဆံပြေနေတော့လေနေနေမှာတော့ရရမယ်ဆိုတော့ဟိုနေကဝိရိယာနေရွှို့နေနေတဲ့ရွှို့နေနေကြတော့မြမပုံတော့ဖနဲ့ငါးလမတူ၆လမတူအမြင့်စီးလို့မရတော့ဘူးဖနဲ့ကြီးစီးရတော့မှာလေအချင်ညာအချက်ကတော့အဲ့တခုလေးပဲစစ်မပြရပါကျွန်တော်အကုန်โอเคဟုတ်ရဟိုဒီမှာဟိုကျွန်တော်ရှိနေဟာဟိုကဂက်စတင်ဝင်ထားတဲ့ဒီက ဟာဟာဟိုတွေ question ဝင်ရတာနော်ဟုတ်တယ်ဟုတ်တယ်အဓိကလေဟိုများတို့ casting ဆိုတာလေအကုန် talent ရှိတဲ့သူတွေအရင်ချင်းရှိတဲ့သူတွေပဲကိုယ့်အရင်ချင်းကိုခြားပြခြင်းလို့ဆမိုးဝဲလာဖြည့်တဲ့ပုံစံမျိုးပဲပေါ့နော် talent talent ဆိုတာလူတိုင်းမှာတယောက်ချင်းတိုင်းမှာရှိတဲ့ casting လာပြိုင်ပြီဆိုတာနဲ့လေအဲ့တော့များအဲ2000နဲ့ရမှာဒါများတို့အချင်းချင်း talent ရှိတဲ့သူအချင်းချင်းဒါအဲ ဟိုပြောမယ်စ조사ပြီးတော့လာပြိုင်ကြတာဒီလာပြိုင်တဲ့သူတွေကလည်းဟိုညရွေးချယ်ခံရပြီးသူများတွေဂျန်ခဲ့ဆိုတာကလည်း character like ကိုဖြစ်သွားတာအကုန်လုံးမှာညထက်တော်တဲ့သူတွေလည်းအများကြီးပါတယ်ညထက်တေဦးဆောင်တကယ်ကောင်းတဲ့သူတွေလည်းအများကြီးပါတယ်ဒါပေမဲ့ character အရညကိုရွေးချယ်လိုက်တာကြတော့ဒီဆီယမာလေးညကနည်း ရိုက်တယ်ဆိုပြီး character ရရွေးချယ်တဲ့အတွက်ကြောင့်လားဒါများရွေးချယ်ခံလိုက်ရတာပေါ့နော်အဲအကုန်လုံးမှာ talent ရှိပြီးသားသူတွေကြီးပဲကြတော့အဲဒါကများတို့ကဒါအရင်ချင်းတစ်ခုရှိလို့ဒီလိုပြိုင်ပွဲမှာပြိုင်လို့ရတာလေရင်ချင်းမရှိဘဲနဲ့များတော့ဘာမှမပြိုင်ဆရာတွေဒီကဝိုင်းရင်တပိုင်းဒိုင်နီကဘယ်လက်ခံလဲအဲအဲ့တော့ဟိုအချိန်ကြီးအများကြီးပေးပြီးတော့ဒါဟိုဆရာတွေဆိုရင်လည်းဟိုကြည်ပေးတယ်မြောက်နှစ်ကြိမ်ပေါ့နော်အဲအော်ဒီရှင်ကအဲ့တော့ အဲတကယ် talent ရှိတဲ့သူတွေအများကြီးလဲလာပြီးပြိုင်နေချက်အမှဒါမျိုးရွေးချယ်ခံရတယ်မရွေးချယ်ခံရတဲ့သူတွေကလည်း talent ရှိပြီးသားလူတွေဖဲနေရမှာဘယ်လိုဆောင်မဖွဲ့ပဲထပ်ပြီးဖြစ်ဖြစ်သူတို့ဖြေလို့ရတယ်အဲဒီအတွက်ကိုဒီလိုလူတွေကပဲများတော့ကဒီကပန်းနိုင်တစ်ခုအနေနဲ့ဆောင်မွေးတစ်ခုအောင်များ100တန်းလို့ပေါ့နော်100တန်းဆောင်မွေးအောင်မွားတက်ကတူတက်မယ်ပထမနေ့ဒုတိယနေ့အဲ့လိုလေးပဲများတို့ တရုတ်စာအလုပ်ကိုစပြီးတော့တဖြည်းဖြည်းချင်းပဲတက်လာပါတော့အဲ့ဒါကိုအဲဒီလိုဟိုကတ်စတင်ဝင်ပြီးတော့လာတဲ့သူတွေကအတမိုးမရှိသလိုအရှည်ချင်းမရှိသလိုပြောတာကြတော့ဒါနည်းနည်းဟိုဘယ်လိုပြောရမလဲခံစားရတာထက်ပိုလေဖောင်းတယ်လို့ထင်တယ်အဘာလို့လဲဆိုတော့မြောက်လည်းအကုန်စူးစမ်းပြီးတော့လာကြတာအဓိကအဲဟိုဘယ်လိုပြောဆက်သွယ်ရှိရတဲ့သူတွေခြားတော့လဲဒါသူ့ဆက်သွယ်နေသူတော့နေရာကောင်းရခြားတာပေါ့နော်ကျားတို့ကျားလည်းဆက်သွယ်မရှိဘူးအဲကိုအရေးချင်းတစ်ခုလေးခြားပြပြီးတော့ဒီအရေးချင်းစစ်ဆေးမှုဘွဲ့ရင်နဲ့ ီယိုဖြေပြီးလာကြရတာဆိုတော့လေအဲ့ဒါကြတော့လည်းနည်းနည်းခက်ခဲတာပေါ့နော်ခက်ခဲအများကြီးရှိရပါဘူးအဓိကတော့ဒါမြတ်အလုံးနဲ့ပဲတည်တည်ပြခြင်းနဲ့ပေါ့နော်အဓိကအများလုတ်တဲ့လုတ်လေးနဲ့ပဲဒါအများရေချင်းလေးတွေကိုချပြခြင်းနဲ့အဲ့လိုလေးပဲအများဆုံးဖြတ်ပြီးအဓိကအများဒီနောက်ပိုင်းအဲ့လိုဘယ်လိုပြဥပ္ပခာနဲ့ပဲနေနိုင်ပေါ့နော်ခေါင်းနဲ့ကိုတိတ်ပြီးတော့အမိုက်ပြီးဆိုတိတ်မထဲဘူးအထက်ကလေဘာဖြစ်လာလဲဆိုတော့စိတ်ကနေနဲ့ရေးချက်လာတယ်လို့ပြောမလားခေါင်းနဲ့အဲ့လိုဟိုစက်တလုံးလိုပဲ အမှိုက်ဖြစ်တဲ့ဟာဆိုရင်မှိုက်မှိုက်ပုံနဲ့သွားကိုတိန်ရမယ့်ဟာဆိုတိန်တဲ့ကန်နဲ့အဲလောက်ထားအကန်လေးတကန်နဲ့ထားတာဆိုတော့အဲ့လိုလေးပါပဲဒီကအဲ့လိုကြတော့အလုပ်တော့လုပ်တဲ့အချိန်မှာစိတ်ရှင်းတယ်အဲအဓိကစိတ်ရှင်းနေဖို့လေများတော့ကြစိတ်ထဲမှာအရန်ရှုပ်ထွေးနေတဲ့အချိန်ညာစိတ်နဲ့တိုးဆောင်ရတဲ့အတွက်ကိုအဆင်မပြေတာဖြစ်တယ်ဆိုတော့ဒီကစိတ်လေးရှင်းပြီးတော့အလုပ်လုပ်တဲ့အချိန်ညာရင်အဲဟိုဘယ်လိုပြောစိတ်ကြီးကြီးလင်းလင်းလေးနဲ့လုပ်ချင်တာဆိုတော့ကျွန်တော်အကူခေါင်းနဲ့ထောက်ထားပါ ဟုတ်ဟုတ်အဲအကုန်လုံးပေါ့နော်ဒါကက်စတင်ကနေပဲပြိုင်ကြတာဒီလိုရှင်းရှင်းစစ်စာမပွဲနေရာတွေပြိုင်ကြတာဒီကခေါင်းယူစရာပါလို့ဒါများတော့လေ talent တွေအများကြီးချပြပြီးမှပြိုင်ရတာအဲ့ဒီအတွက်ကိုအဲ့ရနေမှာတစင်စူးစမ်းပြီးတော့ဒါဟိုလာကြပါလို့ဒါမှတကယ်ဟိုအရေးချင်းကိုကိုချပြပြီးကိုအရေးချင်းတစ်ခုနဲ့လာရတာဆိုတော့ဒါခေခုံယူဖို့ကောင်းပါတယ်အဲ့လိုအကုန်လုံးလဲဒါစူးစမ်းပြီးတော့ဒါများတော့နေရာတစ်ခုရောက်အောင်တူတူစူးစမ်းကြမဲ့သူတွေကြီးပဲဆိုတော့အများလဲတရား လူတိုင်းမှာပန်းနိုင်ဆိုတာရှိရယ်လေအဲတေယုဆောင်တယောက်အနေနဲ့အဲအဓိကအဓိကတေယုဆောင်နေရာကိုလာရချင်လို့ဦးချဲရောဦးချဲမပါတော့ဟုတ်အဓိကတေယုဆောင်နေရာကနေပြီးတော့ရောက်ချင်လို့ဒါများတို့ဒီနေရာကနေတစ်စင်းတစ်စင်းတက်ကြရလေအဲ့အတွက်ကိုဒါများတို့တွေ့တာပန်းနိုင်မယ်အဲ့တော့အဲ့ပန်းနိုင်လေးရအောင်အတူတူဒါများတို့ဟိုစူးစမ်းပြီးတက်လာကြတဲ့သူတွေရောအများကိုယ်တိုင်လည်းစူးစမ်းနေပါတယ်လို့ပြောချင်ပါတယ်ရှင်